ြည့်သွားသလားဒီတစ်ချင်းအမှတ်တရတော့ဒါလွန်ခဲ့တဲ့နှစ်90တော့တော့ကရမ်းပေါက်ခဲ့တဲ့တစ်ချင်းပဲထုတ်သွားတယ်နော်အဲ့တစ်ချင်းကဒါလွန်ခဲ့တဲ့နှစ်90 stage show မှာဒီတစ်ချင်းဆိုလို့ရှိရင်လူကြီးကတော်တော်များများလူကြီးတွေတော်တော်များများကန့်ကွက်ကြလေဘုံမြောက်လဲရောက်တော့အဲအချီယူဆိုချင်းလဲဆိုလဲဆိုရောအဲဟာစပွဲစီစဉ်တဲ့ ဒီဆေးရုံကလူပေါ့တက်လာပြီးတော့စိတ်ဝင်ထောင်းလာအဲ့တော့ state ဆင်းရတော့လမ်းမှာလောက်ရတာလို့လမ်းမှာပဲလောက်ရတယ်အဲ့ဒီ your state ကိုယုံတော့မရှိဘူးအဲ့ဘေးမှာလည်းစိန်ဘေးမှာလည်းရဲတွေဝိုင်းလာလာတိရလာလာတွေ့လာလို့ဟောကွက်လာပြောလာဟုတ်တယ်လေတို့တို့လုံးကြုံရေးပေးထားလေလေအဲ့ဒါမဟုတ်ဘူးတဲ့စိတ်ဝင်တော့ဆိုပြီးဆင်းလာသူလို့ဖမ်းဖို့ဆောင်နေတာဟာဒုက္ခပါပဲ ားနဲ့မှာတဲ့ဥရဲ့ချစ်ယူဆိုချင်းနဲ့တုံ့နာပါအဲ့ဒါနောက်ထောင်းဆယ်ဒီခုနှစ်နှစ်ကုန်မိုင်းလောက်ပါဆက်တွေ့တော့ကလည်းရတယ်လို့ပြောဒီတချင်းအမှတ်တရတော့ဒါလွန်ခဲ့တဲ့နှစ်90တော့တော့ကရမ်းပေါက်ခဲ့တဲ့တချင်းအဲ့တချင်းကဒါလွန်ခဲ့တဲ့နှစ်90 stage show မှာဒီတချင်းဆိုလို့ရှိရင် လူကြီးကတော်တော်များများလူကြီးတွေတော်တော်များများကန့်ကွက်ကြဒီတချင်းပါမယ်ဆိုရင်စင်ပေါ်မှာတက်စမဆိုးအောင်နော်ချိုးစင်ရတဲ့မူလမှာအဲ့ဒီတချင်းကလည်းဒီလိုပဲစင်ပေါ်တက်ဆုံမယ်ဆိုရင်အားဒီရှင်းမဆိုးအောင်မြို့မြို့ပိတ်ပင်တာပေါ့အဲ့စတူဒီယိုစပေါ်တဲ့ချင်းအဲ့တို့နေရီယာနေတိုင်းအောင်လို့မဟုတ်ဘူးတချို့နေရီယာအဲ့လိုပိတ်တာအဲ့တော့တခြားတချင်းပဲဆိုပါမယ်သူ ။အဲလိုမတတ်နိုင်ဘူးလေ။အဲဥလို့စတီလိုတချင်းဆိုလို့သူတို့ကဘယ်လိုလဲဆိုတော့နန်းတရဲတချင်းလို့သတ်မှတ်ထားတယ်။အဲ့ဒါနဲ့အမတ်တရတခုတော့ရတာတော့ရောမမေ့ဘူး။အဲ့ဒါတော့ဟိုစေယုံတေယုံပေါ့။စေယုံတေယုံရဲ့ရန်ကုန်မှာအမရန်ကုန်မြို့နယ်စေယုံတေယုံကရန်ကုန်ကိုပွဲအတွက်ဆို ူတို့ကသွားပြီးတော့ဖြုံရေးပေးတာပေါ့အတီဝိုင်းကတော့ is is it a wine အညာရှင်းနိုင်ကြော်လဲရောက်တော့ဦးကလည်းဆိုတော့မယ်ဆိုပြီးတော့စင်မတက်တဲ့ခါကျရင်အနုံတော့ဘောင်းပြီးဝတ်ထားတာတက်လို့မရဘူးလေ STU ဓမ္မရအောင်သဆုံးရမယ်လေဟာဒုက္ခပဲအဲ့ဒါနဲ့အဲ့လိုဆိုရင်တိုင်းနာဝုစုံဝတ်လို့ရမလားလို့ပြီးတော့ရတယ်တိုင်းနာဝုစုံလုံးဝတ်လို့ရတယ် အဲ့ဒါနဲ့အိမ်ပြန်ပြီးတော့ရှမ်းဝုဆုံပေါ့သူကလည်းရှမ်းနဲ့ဆက်တယ်ရှမ်းဝုဆုံပို့တော့အဲ့ဒါဆုံးတော့အဲ့တရားငါးပုတ်တချင်းငါးပုတ်ဆိုရမှာမယံကုန်းမျိုးနဲ့အဲ့ဒါဆေးရုံပေါ့ဆေးရုံတစ်ခုရဲ့ရံမုံမျိုးအစိုးတဲ့ခါကျတော့လေးပုတ်မြောက်လဲရောက်တော့အဲ့အချစ်ယူဆိုချင်းနဲ့ဆိုလဲဆိုတော့အဲ့ဒါပွဲစီစဉ်နဲ့ဒီဆေးရုံကလူပေါ့တက်လာပြီးတော့စိတ်ဝင်ထောင်းတယ် ဲ့တော့ state ဆင်းရတော့လမ်းမှာလောက်ရတာဘောလမ်းမှာပဲလောက်ရတယ်အဲ့ဒီရော state ကိုယုံတော့မရှိဘူးအဲ့ဘေးမှာလဲစိန်ဘေးမှာလဲရဲတွေဝိုင်းလာလားတိရလားတွေ့လားလို့ဟုတ်ကဲ့လာပြောလားဟုတ်တယ်လေတို့တို့လုံကြုံရေးပေးထားလေလေအဲ့ဒါမဟုတ်ဘူးတဲ့စင်ကွန်းတော့ဆိုပြီးဆင်းလာသူလို့ဖမ်းဖို့ဆောင်နေတာဟာဒုက္ခပါပဲအဲ့ဒါနံပါတ်၄ပုတ်မြောက်ပါအချီယူဆိုပြီးတော့ အငါဖို့မြောက်ပါဆိုပြီးရှင်းရအောင်အဲ့ဒါနဲ့ဟာဘာဖြစ်လို့လဲဒီလိုပဲလေစတူဒီယိုလေမအောင်လို့ဒီလိုအားလို့အထူးသဖြင့်နှစ်ကွတာပေါ့အဲ့လမ်းတရဲ့အရှင်းဆိုလို့ဖမ်းဖို့စီစဉ်ထားတာပေါ့အဲ့ငါဖို့မြောက်လဲရောက်လို့ဆိုလဲပြီးရောဆင်းလာတော့သုံးဆန်နိုင်မယ်လေရဥ်ကိုဖမ်းပြီးတော့ရဲကားပေါ်တင်လိုက်ရဲကားနဲ့အဲ့ဒါအသားစီးလေအများကြီးအဲ့မှာကျွန်တော်က ရောက်အောင်ကျွန်တော်တို့ဝါရဏပါလုံးလို့ဒီဒီချင်းနေဆိုတာအဓိကတော့အဲ့ဒီအချစ်ယူသွားလုံးနဲ့နဲ့90လောက်ပါကျွန်တော်ကဟိုခဏခဏကျစင်ပေါ်မှာဟိုပေးမဆုံးအကြောင်းလဲဆိုတော့စာသားလျာဟိုမြေကွေးနဲ့လင်းနာညာကြကိုယ်အသေးကိုစွန့်ပြစ်သွားလာဆိုတာစာသားအသိချမ်းတဲ့အတွက်ကြောင့်ကျွန်တော်ဟိုနေစင်ပေါ်မှာတိတ်ဆုပ်ဝင်မပေးဘူးအဲ့ဒါဒါတခုရအမှတ်တရပါ အခုတော့ခက်ကပြောင်းသွားပြီအခု rap လို့ rap တွေနောက်ပြီးဝါရီဟို hip hop တွေပေါ်လာတော့အခုတချင်းရဲ့ဇာတာတဲ့လို့သူတို့ဘုံတော့ဟို hop ဖြစ်နေတော့အဲအဲ့ဒါအဲ့ဒီအချီယူဆိုတာအမှတ်တရပါအဒီရုပ်ရှင်ထဲမှာလည်းပါတော့လေဟိုမကြီးဆိုးဆိုလည်းသူ့မြတ်သူသားလည်းဥတချင်းကို crazy ပါအဲသူကလည်းဟိုအရင်ကဥနဲ့အမေရိကန်မှာလည်း စင်ပေါ်မှာဇုံတွဲတွေကဒီရှင်းနေစုခဲ့ဘူးတယ်အထကကြောင်းသားဆိုတော့သာသာလေးနဲ့ပြောင်းပြီးတော့ဇုံတွဲတရှင်းစုခဲ့တယ်အချစ်ယူဆိုတဲ့သူကအရန်တဘောကြလေအေးရှင်းအဲ့ဒါကြောင့်ဒီကားထဲမှာလည်းအမတ်တရပေါ့ပါတဲ့တို့ကြောင့်သူကလည်းအရန်ဝန်တာပေါ့ကျေးဇူးတင်ပါတယ်